ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းတွေကတော့စာရေးဆရာမောင်စနေရေးသားထားတဲ့စနေနေ့ဒုတိယကဘာစေးဆိုတဲ့ဇာတ်လမ်းလေးရဲ့စသိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာတမတို့ Channel လေးကို like and subscribe နဲ့နှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ဘီနာနိုတီပဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများဤတမာရရှင်ဒီဇလံလေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါရရှင်ရှိုးမြောင်တောင်ဆွေလေးကြားမှာကျုံးနဲ့ဦးကြီးနှစ်ယောက်သာခရီးဆက်နေရပြုဦးကြီးရဲ့နာမည်ကဦးမြရရတဲ့သူသားနဲ့ချွေးမကဂျပန်တွေကိုတိုက်ထုတ်နေလို့သူ့စီသူ့ရဲ့မြေးလေးကိုအထားခဲ့တာဆိုပဲဗျကျုံးလိုက်ပို့လို့သာတော်သေးရင်သူတယောက်သေးဆိုရင်ဒီလန်ဒီခီကြီးကိုသူမသွားနိုင်တော့ဘူး ူကဂျိုင်းထောက်ကြီးနဲ့မဟုတ်လားကျုံကတော့အပေါ်ကစေအင်းကြီးကိုချွတ်ထားပေမဲ့အောက်ကတော့စစ်ပောင်းမီနဲ့ပဲပေါ့ကျောဘိုးအိတ်ကိုလွှဲထားတယ်ရိုက်ဖယ်တော့မပါဘူးပစ္စတိုတနက်နဲ့မဂဇင်း၄တောင်းလောက်တော့ပါတယ်အဲ့ဒါတွေကိုဗမ်းမီအိတ်ကတ်ထဲပဲထည့်ထားတာပေါ့ဗျာတောတောင်တွေကတတော်ကိုကြီးတာပဲဗျကျောကမြေပေါ်အတိုင်းသွားဖို့တိုင်မင်းတော့ဦးကြီးကပြောလာတယ်ဘိုးကြီးပြောတဲ့လမ်းအတိုင်းသွားရင်အဆင်မပြေဘူးဗျဂျပန်တွေနဲ့တွေ့နိုင်တယ်ကျောကကြည့်ပြီးအဆင်ပြေအောင်ပြောလို့ရတယ် ဘိုးကြီးကကလပ်ဖြူရုပ်ဆိုတော့အဆင်မပြေနိုင်ဘူး။သူပြောတော့မှကျုပ်တတိထားမိလိုက်တယ်။ကျုပ်ကစနစ်စိတ်နဲ့ဆိုပေမဲ့ရုပ်ကတော့ left နဲ့ကျုံလေ။အဲ့ဒီတော့ကျုံလေ။ဦးကြီးပြောပြတဲ့လမ်းအတိုင်းပဲသွားရတာပေါ့ဗျာ။အဲ့ဒီလိုနဲ့ကျုပ်တို့တွေလည်းညောင်းလာတော့နေမမြင်လမမြင်တော့ကြီးတဲ့ကတစ်ပင်ကြီးတပင်အောင်မှခဏနားလိုက်တယ်။ဘိုးကြီးကျုပ်ရေသွားရှာလိုက်အောင်မေ။ရတယ်။ကျုပ်ပဲသွားရှာလိုက်မေ။ကျုံလေထိုင်ရာကထားလိုက်ပြီးရင်းနှီးဘူးယူပြီးတော့ တောထဲကိုထွက်သွားလိုက်တယ်။တိတ်မကြပါဘူးဗျာ။ရေအိုင်တစ်ခုကိုတွေ့ရတယ်။ကျုံကအဲ့ဒီရေအိုင်နဲ့အဆက်နားမှထိုင်ပြီးရေခတ်နေတော့ကျုံရဲ့မသိစိတ်ကတယောင်ယောင်ချောင်းမြောင်းနေတာကိုခန်းစားလိုက်မိတယ်။အဲ့ဒါနဲ့တနတ်ကိုထုံလိုက်ပြီးတော့ခန်းလန်းလန်းကခြုံထဲကိုထိုးချိန်ပြီးအင်္ဂလိပ်လိုပြောလိုက်မိတယ်။ထွက်ခဲ့။မင်းရဲ့အဲ့ဒီအထဲမှာရှိတာငါသိရင်ငါကပြစ်လိုက်ရမလား။မဟုတ်ဘူးမဟုတ်ဘူး။ငါကမင်းရဲ့သူမဟုတ်ပါဘူး။အင်္ဂလိပ်လိုမပီမတပြောပြီး လူကြီးတယောက်ထွက်လာတယ်ဗျသူကဒူးလေးကိုလက်ကနေကင်မြောက်ထားပြီးခြုံမုံထဲရထွက်လာတယ်သူကြည့်ရတာတော့တိုင်ရင်သာတယောက်ပဲဗျအဲ့ဒီတော့ကြုံလဲဗမာလိုပြောလိုက်တယ်ခမည်းဘသူလဲကျုပ်ကိုဘာလို့ချောင်းနေရလဲမင်းကိုချောင်းနေတာမဟုတ်ပါဘူးငါကသားကောင်ကိုချောင်းနေတာပါငါကမုတ်ဆိုးတယောက်လေမင်းကဗမာစကားပြောတတ်တာလားဟုတ်တယ်ပြောတတ်တယ်မင်းကမဟာမိတ်တက်ကလားဟုတ်တယ်ကျုပ်က United Kingdom ကတော်ဝင်စစ်သားတယောက်ပါဟာ မိရဘလို့လို့ပြီးဗမာစကားတက်နေတာလေငါအံ့ဩမိတယ်ဒါနဲ့မင်းဒီတော့ကြီးတဲ့ကိုဘာလာလောက်တာလဲကျုံလဲဖြစ်ပြခဲသမ ्या ကို ပြောပြလိုက်တယ်သူကလည်းသူ့နာမည်ကိုမိတ်ဆက်လာတယ်ဗျသူ့နာမည်ကစလိုင်းကျဲအိုတဲ့ပြီးတော့သူကကျုပ်ကိုပြောလာတယ်ဗျအင်းဘိုးကြီးတို့မှားပြီးတိုက်မိတဲ့ရွာကမြေပြန့်က တော်လန်ရင်သမားတွေနေတဲ့ရွာတရွာပဲသူတို့ကဂျပန်တွေကိုတော်လန့်နေရလေဟုတ်မယ်ဗျာကျုပ်ဖြစ်ဒီစစ်ပွဲကြီးကို အမြန်ပြီးကျက်လာပြီအတူတူပါပဲဘိုးကြီးရဲ့ချင်းမုတ်ဆိုးကြီးလည်းကျုံနဲ့လိုက်လာခဲ့တယ်ကျုံနဲ့အတူချင်းမုတ်ဆိုးကြီးပါလာတာကိုမြင်တော့ဥမြရာကအံ့ဩနေတယ်ပြီးတော့ချင်းမုတ်ဆိုးကြီးကိုကြည့်ပြီးဝမ်းသာအားရနဲ့စကားဆိုတယ်ကျဲအိုမင်းရင်ဘလို့လုပ်ပြီးဒီကိုရောက်နေတာလဲမြရာမင်းမသိဘူးနော်ငါကမင်းသိပြီမှတ်နေတာမင်းတို့ရွာဘက်ကမီးလောင်နေတာတွေ့တော့တရွာလုံးသွားပြီပဲထင်လိုက်တာငါတယောက်တည်းဖျားခဲ့လို့လွတ်လာတာပါကွာ อืมမင်းကိုဖျားသခင်ကောင်းချီးပေးတာပဲအေးကွာငါတို့မင်းပြောကလေးရရွာကိုထားခဲ့ရမှာဂျပန်တွေဒိုးရွာဘက်ကိုပြေးပြေးလာတော့လက်နဲ့လဲရတယ်တိုက်လဲတိုက်ရတယ်ဆိုပြီးနေနေကြတာငါ့ကိုတန်ခမောက်ရွာလူကြီးကပြောခိုင်းတာအေးငါကောကောင်းမတာပါ ကျဲအိုရဒါရီအားလုံးကငါအပြစ်တွေပါကွာကျုပ်ဦးမြရအောင်ဘလို့နှစ်သိမ့်ရမလဲမသိတော့အမြောက်တွေနဲ့ပြစ်ပြီးတော့အသေးခံစိတ်ကြောင်းထိုးပြီးဝင်းပြစ်တာ ကျုပ်တို့တွေလေသူတို့ကလည်းကျုပ်တို့တွေကိုဂျပန်တွေထင်ပြီးတော့ပြန်ပြစ်ကျုပ်တို့ကလည်းသူတို့ကိုဂျပန်တွေထင်ပြီးပြစ်ရန်ငွေတွေမိခိုးငွေတွေကြားထဲမှာကျုပ်တို့တွေဝေခွဲမရခဲ့ဘူးပေါ့ဗျာဒီဖြစ်ရတခုထင်းနဲ့တင်ကျုပ်စစ်ပွဲကိုစိတ်ကုံသွားပြီအဲ့ဒီလိုနဲ့ကျုပ်တို့တွေထက်ပြီးခကြီးဆက်လက်ကြတာပေါ့တလိုင်းကျဲအိုကလည်းကျုပ်တို့နဲ့အတူလိုက်လာပြီးတန်ခမောက်ရွာလေးကိုခကြီးဆက်ကြတယ်ပေါ့ဗျာကျုပ်ကိုကပတိန်ပေးခဲ့တဲ့မြေပုံကဦးမြရာနဲ့ ဆလိုင်းချင်းကိုတွားနေတဲ့လမ်းမှာတော့အတုံးမဝင်ဘူးဗျသူတို့ကလမ်းမဟုတ်တဲ့တောထရနေတွားနေတာလေဗျာဥမြရာဆိုတာလေအသက်ကြီးပေမဲ့ဒဏ်ရာသာရထားတဲ့အခြေအနေမှာတော့အတော့ကိုတန်မာတဲ့လူကြီးပါဗျာကျုပ်တောင်ချွေးတွေရွှဲနေပြီးမနေတွားနေရတဲ့လမ်းကို "तू ကအေးစေးပဲဗျ"အဲ့ဒီလူနဲ့ကျုပ်တို့တွေခရီးအတော်တွင်လာပြီးတော့ကတို့ပင်ကြီးတပင်အောက်မှာနားဖြစ်တာပေါ့မိုးဆိုးကြီးစနိုင်းကျိုးကကတို့ပင်ပေါ်တက်ပြီးကတို့သီးတွေခူးတယ် ပြီးတော့ကျုပ်ကိုတခိုင်ဦးကြီးမြရာကိုတခိုင်ပေးလာတယ်နှုတ်ကနေတယ်ပြောသေးတယ်ဗျ left in နေဒီအသေးတွေရာစားကောက်နေစားကြည့်ကျွန်တော်စားမယ်ကျုပ်တို့တွေကတို့သီးတွေကိုစားနေရင်စကားတွေပြောပြကြတယ်ဗျစေအတွင်းမှာဆိုတော့စစ်ပွဲအကြောင်းတွေပေါ့စစ်ပွဲအကြောင်းတွေပြီးတော့မိသားစုတွေအကြောင်းရောက်သွားတယ် left in နေမှာမိသားစုရှိလားဦးကျဲဟိုကဒီတီရှာစစ်သားတွေနဲ့တီကျွမ်းခဲတဲ့ပုံပဲဗျကျုပ်ကိုအဲ့ဒီလိုမိတော့ကျုံရဲ့နှုတ်ကနေ ူးလူလူစကားတွေပြောပြနေမိတယ်လေကျုံကဒီဇန်လမ်းမှာဝင်းမီးတယုံဆောင်နေရတဲ့လူတယောက်လိုပါပဲဗျာကျုံစိမ့်နဲ့ကျုံပြောလို့ဆိုလို့မရအောင်လောက်ခိုင်လို့မရဘူးဗျရှိတာပေါ့လန်တန်မလေးမြို့ကြီးသားတွေပေါ့ခမားကလန်တန်ကိုသိတယ်လားသိတာပေါ့ left in ရဲ့ကျုံကကက်သလစ်ဘာသာဝင်မဲလေတယုံဆရာကလန်တန်ကပဲကျုံဖြင့်အခုလိုတော်ကြီးတောင်ကြီးထဲကိုဘာသာရေးဆရာတွေလာနိုင်နေဆိုတော့အံ့ဩနေမိတယ် ပြီးတော့ကြုတ်ဖြစ်ခြင်းနဲ့စိတ်ဆန္ဒကိုပြောပြလိုက်တယ်။ကျွန်တော်မှာမယ်ရီဆိုတဲ့ချစ်သူရှိရင်သူကသပင်းရွှေအိုးရောင်လေးနဲ့ချစ်စရာကောင်းတယ်။ကျွန်တော်ဘာမှကနေပြန်ရင်သူနဲ့လက်ထက်ပါလိ။ကြုံလဲပြောပြောဆိုဆိုနဲ့ကျွန်တော်ရဲ့ကျိုးဘောအိတ်ထဲမှာထည့်ထားတဲ့မယ်ရီရဲ့ပုံလေးကိုပြလိုက်တယ်။ကျုပ်ပေးတဲ့ပုံကိုယူကြည့်ပြီးဦးကျဲဦးတို့နှစ်ယောက်ကချီးမွမ်းနေတယ်။တော်တော်ကိုကြက်တည်ရှိတာပဲလက်ဖတင်နေနဲ့အတော်လိုက်ဖက်ပါတယ်။ဟုတ်ပါကျဲအိုရာ တို့ဗမာစကားပုံနဲ့ဆိုရင်နေနေလာရွှေနဲ့မြပဲကွသူတို့ကကြုံပြီးတဲ့ပုံကိုပြန်ကန်းပေးလာတယ်ကြုံလေးပုံလေးကိုပြန်သိမ်းလိုက်တာပေါ့ပြီးတော့ဦးကြီးမြရာကိုမေးလိုက်တယ်ဦးမြရာကရောစစ်ကြီးပြီးရင်ဘာလုပ်မှာလဲကျုပ်ကတော့မွေးရဇာတိကိုပြန်မယ်ပိုးကြီးရင်ကျုပ်ကအညာသားလေအထက်ဗမာပြည်ရပေါ့အဲ့ဒီကိုပြန်နေပြီးအလုပ်လုပ်မယ်ဗျာကျုပ်သားတွေမြေးတွေမသေးသေးရင်တော့အပြန်ခီးရပျော်စရာပေါ့ဗျာဦးမြရာကကံကောင်းတဲ့သူပဲ ကံကောင်းပါပါကျဲဦးအောင်ဘာလုပ်မှာလဲငါကတော့တင်းဟုတ်စရာလုပ်မယ် left in နေမုတ်ဆိုးအလုပ်ကိုအပီးတိုင်ဆွတ်လို့တော့မယ်ကျုံတို့တွေခဏနာပြီးစကားတွေပြောပြကြတယ်ဗျအမောလေးပြေရောတန်ခမောက်ရွာကိုဆက်သွားကြတယ်ပေါ့ဗျာကျုံတို့တွေတင်းရဲကြကြလာတော်နေသွားလိုက်တာ တောင်မော်ရွာလေးတရောင်ကို ရောက်လာတယ်အဲ့ဒီရွာကအိမ်တိုင်းမှလို့လို့ဘုံခုကျင်းတွေထူထားကြတယ်ဗျကျုံတို့ကိုမြင်တော့ကလေးတွေကဝိုင်းကြည့်နေကြတယ် ျုံရဲ့ပုံမှန်တရံကြောင့်ပဲဖြစ်မယ်ထင်ပါတယ်။စနိုင်းကျဲအိုကအင်တီအင်စီကိုခေါ်သွားတယ်။အင်တီအင်ကိုရောက်တော့ကျဲအိုကသူတို့ဘာသာစကားနဲ့ပြောတယ်ဗျ။ခဏနေတော့ကျိုးတို့နှစ်ယောက်ပဲလှည့်ပြီးကျဲအိုကပြောလာတယ်။ left in နေနဲ့မြရာကျုံနောက်ကိုလိုက်ခဲ့ပါ။ရွာသေးကပြေးလာတဲ့သူတွေဖះเจ้าမှာရှိရဲ့တဲ့။အဲ့ဒါဆိုရင်တွားကြရအောင်။အင်တီလိုနဲ့ကျုံတို့တွေခက်မြက်မြက်လေးရှောင်းသွားကြတယ်ဗောဗျာ။ကျုံတို့တွေတွားလိုက်တာအချိန်သိမ့်မကြပါဘူး။ဖះเจ้าကိုရောက်လာတယ် ကျုံလဲလက်ဝါးကတိုင်ကိုမြင်တော့နှစ်ဖူးနဲ့ရင်မက်ကိုထိပ်ပြီးအယိုးအသေးပေးလိုက်တယ်အချိန်သိမ့်မကြအောင်ခါသာတယောက်ထွက်လာတယ်ဗျကျုပ်ကိုမြင်တော့အံ့ဩနေရဲ့ကျုံလဲသူ့ကိုမြင်တော့အံ့ဩနေတာပေါ့ကျဲဦးပြောခဲ့သလိုပဲတင်းဦးဆရာကကျုံတို့လန်းနန်းကပဲကျုံငေးကြည့်နေတော့ခါသာကကျုံကို အင်္ဂလိပ်လိုနှုတ်ဆက်လာတယ်ဗျနေကောင်းနေနော်ထူးထူးခြားခြားမေးဒီကိုဘလို့ရောက်လာတာလဲတို့ရောက်ကိုစစ်သားတွေလာလို့မရှိပါဘူးဟုတ်တယ် ကျုံဦးမြရာဆိုတဲ့လူကိုလိုက်ပို့ပေးတာကျုံလဲဦးမြရာကိုညှို့ပြလိုက်ပြီးတော့ကျုံတို့မှားပြီးတိုက်ခိုက်ခဲ့မိတဲ့အဖြစ်ကိုပါပြောပြလိုက်တယ်။အော်ရွာသေးကလူတွေပြောတယ်သူတို့ရွာကိုတိုက်တာဂျပန်တွေမဟုတ်ဘူးတဲ့။ငါတော့သူတို့ပြောတာမယုံမင်းတို့တကယ်ပဲတိုက်ခဲ့တာပဲ။ဟုတ်တယ်ဖာသာအမြောက်ကြီးတွေရန်ငွေတွေကြားထဲမှာကျုံတို့မခွင့်ချနိုင်ခဲ့ဘူးမြေပုံထဲမှာလည်းရွာရှိတယ်ဆိုတာပြမထားဘူးတဲ့။တကယ်ကိုစိတ်မကောင်းစရာပါပဲ။လာလာ ွားသေးကလူရင်းစီလိုက်ပို့ပေးမယ်။ကျုပ်ကလည်းကျဲဟူတို့ကိုလှမ်းကြည့်ပြီးဗမာလူစကားပြောလိုက်တော့ဖာသာကအံ့ဩနေတယ်။မင်းကဘာမှလို့တက်တာလား။ကျုပ်အလိုလိုပြောတတ်နေတာဖာသာ။ကျုပ်ထင်ငငယ်လေးကဒီဘာသာစကားကိုရင်းနှီးနေခဲ့တယ်လို့ပဲ။ဩဖာသာကကျုပ်ကိုအံ့ဩတဲ့အကြည့်နဲ့ကြည့်ပြီးရှေးကဥဆောင်ပြီးတွားနေရဲ့။ကျုပ်တို့လည်းအနောက်ကနေလိုက်သွားတာပေါ့။အဆောင်ဦးတစ်ခုစီရောက်တော့စိတ်ရှောင်နေတဲ့လူတွေကိုတွေ့လိုက်ရတယ်။ အဲ့ဒီအထဲကလူတချို့ကတော့ဦးမြရာကိုမြင်တာနဲ့ပြေးလာတယ်ပြီးတော့ငိုပြီးတော့သူတို့ရဲ့မိသားစုတွေကိုမေးမြန်းကြတယ်ကျုပ်ကသူတို့ပြောစကားကိုနားလည်နေတာဆိုတော့အတော့ကိုစိတ်မကောင်းဖြစ်နေမိတယ်ဗျာပြီးတော့ကိုကိုကိုလည်းအပြစ်တင်နေမိတယ်စစ်သားဖြစ်နေရတာကိုစိတ်ကုံသွားတယ်လို့စစ်ပွဲကြီးကိုလည်းမုန်းနေမိတယ်သူတို့ငိုရိုပြီးပြောနေတာကိုကျုပ်နားထမိတော့စိတ်မကောင်းဖြစ်နေတော့ဖာသားကစကားဆိုလာတယ်ဗျခမရကဘာရထူးလဲလက်ဖတင်နေမှာ စစ်ပွဲကြီးဘဲတော့ပြီးမှလေ left in နေကျွန်တော်ကတော့စစ်ပွဲကြီးအမြန်ပြီးစေခြင်းမီဘသူတွေနိုင်မယ်ဘသူတွေရှုံးမယ်ဆိုတာကျွန်တော်မသိဘူးစိတ်လည်းမဝင်စားဘူးဘုံခုချင်းထဲမှာအမြဲနေနေရတဲ့ရွာသားတွေကိုကျွန်တော်တိတ်တနာတယ်သူတို့တွေကြည်နေတဲ့ကောင်းငင်ကြီးကိုမကြည့်ရတာကြပြီပြီးတော့အေးများတဲ့ဂီတတန်တွေကိုလည်းမကြားရတာကြပြီဒါတွေကိုကျွန်တော်ပြန်မြင်ခြင်းနေပြီ left in နေကျုပ်လည်းအတူတူပါပဲဖာသာကျုပ်ဖာသာနဲ့စကားပြောပြီး ်ဦးမြရာစီသွားလိုက်တယ်။ဦးမြရာကိုရွာသိမ်းရွာကသူတွေကတည်င်းမင်းနေကြတော့မဲ့ပြော။ဦးမြရာကြီးကျုံညီလေးကိုတွေးမိသေးလား။ကျုံကရွာထဲကလူတွေအကုန်သိပြီလို့ထင်နေတာ။ကျုံညီလေးတာအေးလေးဂျပန်ရိုင်ဖယ်ကင်ထားတဲ့တယောက်လေး။သူဆုံးပြီ။ကျုံကျုံအမေခင်တဲ့ဝိတာခါကြီးရောကျုံသူ့ကိုခေါ်မထုတ်နိုင်ခဲ့ဘူးဗျာ။ကျုံဇက်တိုင်းဆိုသလိုစိတ်မကောင်းဖြစ်စရာတွေကြားသိနေရတယ်။ဦးမြရာကတော့ သူတို့အမေးတွေကိုဖြေပြီးရနဲ့သူ့ရဲ့မြေးလေးကိုလည်းမေးနေတယ်ငါငါမြေးလေးကိုရောတွေးမိကြသေးလားမောင်ကောင်းလေဦးကြီးမြေးမောင်ကောင်းကဟိုဘက်မှာကစားနေတယ်ဟာသာပြောတာလည်းမရဘူးမောင်ကောင်းကတတော်ဆိုးတယ်ဆေးရှောင်တယောက်ကအဲ့ဒီလိုပြောတော့ဦးမြရာဂျိုင်းထောင်းနဲ့မတန်ရန်နေရကနေရုပ်တရက်ထိုင်ချလိုက်ပြီးငိုပါလေရောကျောသူဘာကြောင့်ငိုတယ်ဆိုတော့သိတယ်သူအတော့ကိုဝမ်းသာသွားတာလေဗျာအဲ့ဒါနဲ့ကြုံနေသူနားမှာထိုင်ချလိုက်ပြီးတော့ ပခုံးကိုဖတ်ပြီးနှစ်သိမ့်ပေးလိုက်တယ်လူကြီးတယောက်ကိုပခုံးဖတ်တဲ့အလောက်ကိုကြုံမလုပ်ပါဘူးကျောက်ကလက်ဖတန်နဲ့ဂျိုနီယာကနေဝင်းမီခန်းစားနေရတာဆိုတော့မဖတ်နဲ့မပြုတ်နဲ့ဆိုပြီးကျောက်မတားနိုင်ဘူးလေဦးမြရာခမည်းတော်မြေအဖို့တိတ်ကိုကန်ကောင်းနေကျောက်ကိုဒီအထိလိုက်ပို့ပေးလို့တကယ်ကိုကျေးဇူးတင်ပါတယ်ဘိုးကြီးကျောက်တော်တွေစကားပြောနေတော့ပေါက်ကွဲတန်တွေကြားလိုက်ရတယ်ဗျကျောက်ကစစ်သားဆိုတော့ပစ္စတိုကိုတက်ပြီးတော့ထုတ်လိုက်တာပေါ့ ဒါကိုမြင်တဲ့ဖာသားကကျုပ်ကိုလှမ်းကြတယ်လက်ဖ်တင်နဲ့တနက်ထုံးစရာမလိုပါဘူးဒါကျွန်တော်တို့ရွာကိုကြော်ပြီးတော့ပြစ်တဲ့အတန်တွေပါရွာသားတွေဒီအတန်ကြားရင်ဘုံကိုကျင်းနဲ့ဝင်းကုန်ကြပြီစောနေတဲ့ခလေးတွေကိုတော့သွားခေါ်ရအောင်မေဖာသားကပြောပြောဆူဆူနဲ့တောင်ငုံတစ်ခုဘက်ခက်မြန်မြန်သွားနေရင်ကျုပ်လဲလိုက်သွားတာပေါ့တနေရရောက်တော့မြေပြင်မှာဝင်းနေတဲ့ခလေး၅ယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီခလေး၅ယောက်ထဲမှာမောင်ကောင်းလေးပါတယ်ဆိုတာကြုတ်တယ် သူတို့ကဖာသာကိုမြင်တော့တောင်းမန်နဲ့အကြီးလေးတွေနဲ့ကြည့်နေရဲ့ဗျဖာသာကလည်းအင်္ဂလိပ်လိုပြောတယ်လာလာမင်းတို့တွေကိုမကစားနဲ့လို့ပြောထားတယ်လေသူတို့တွေကဘုံတန်ကြရင်ဝိနေရမယ်ဆိုတဲ့အတိကရှိနေပြီသားဗျသူတို့တွေခါးလေးတွေကုန်ပြီးဖာသာနောက်ကလိုက်လာတယ်ကျုပ်တို့ခေါင်းလေးပေါ်ကနေလက်နဲ့ကြည့်ဖြတ်တန်းသွားတဲ့အတန်တွေကညံလို့ပေါ့ဗျာအဲ့ဒီလိုနဲ့ကျုပ်တို့တွေလည်းဘုံခုချင်းတွေနဲ့ဝင်လိုက်တယ် ဖာသားကကျုပ်ကိုထက်ပြောလာတယ်ဗျဒီရွာနဲ့မရတန်ခမောင်းရွာလို့ခေါ်တယ်နာမည်နဲ့ရွာနေလိုက်တယ်ရွာသားတွေအတွက်တကယ်ပဲအကာအကွယ်ဖြစ်တယ်လေတိုက်ပွဲကြားထဲမှာဆိုပေမဲ့ဒီရွာကိုရှောင်ခွေမီတိုက်ကြတယ်လေအနီးနားကရွာတွေလေဒီမှာပဲလာပြီးဆစ်ရှောင်ကြတယ်အဲ့ဒီလူနဲ့ကျုပ်နဲ့တခြားဆစ်ရှောင်တွေနဲ့အတူဘုံခုချင်းထဲမှာနေရတော့တာပေါ့ဗျာကျုပ်တန်ခမောင်းရွာမှာတရက်လောက်နေပြီး အာတန်ဘက်ကိုသွားဖို့ပြင်ဆင်ရတယ်ဦးမြရာက ပြန်လိုက်ဖို့မယ်လို့ပြောသေးရင်ကျုံကသူ့ခြေထောက်ကိုအခုချက်ချင်းကောင်းရင် လိုက်ရမယ်လို့အာသာနောပြီးပြောလိုက်တော့စိတ်မကောင်းဖြစ်သွားတယ်။မုံဆိုးကြီးဆန်လိုင်းကျဲအိုကလိုက်ဖို့မယ်လို့ပြန်တော့ကျုံလက်မခံပါဘူး။သူ့ကိုဒီရွာကလိုအပ်နေရဲ့လေ။အခုတောင်မှစိတ်ရှောင်တွေအစားအသောက်အတွက်အစိမပြေဖြစ်သွားတယ်။ကျုံကသူ့ရဲ့ငိုတောင်ဝင်ကိုသာစက်နှုတ်ဖို့ပြောလိုက်တယ်။ကျဲအိုခမည်းအစားအသောက်တွေရှာရအောင်မယ်လေ။ကျွန်တော်ကိုလိုက်ဖို့ရင် အချိန်တွေကုန်ပါတယ်။ လက်ဖတင်နီကိုလမ်းပြပေးမှဖြစ်မယ်ကျွန်တော်မှမြေပုံပါတယ်မြေပုံအတိုင်းသွားရင် NDA များတယ်ကျောက်တို့မဟာမိတ်တွေစီရင်အတာစီရနေပါပြီဂျပန်တွေပြေးနေရတယ်တိတ်ပြီးပြဿနာမရှိတော့ပါဘူးလက်ဖတင်နီကိုငါစိတ်မချအောင်ရပါတယ်စစ်ရှောင်တွေကိုသာကောင်းကောင်းဂယုစားလိုက်ပါစစ်ကြီးပြီးရင်ကျွန်တော်မယ်ရီနဲ့လက်ထပ်ပြီးဘာမကို ပြန်လာမယ်ခမရတို့ရွာကိုအလဲလာခဲ့မယ်မျော်နေပါမယ်လက်ဖတင်နီအဲ့ဒီအချိန်ခလေးတောင်ရနေလောက်ပြီနော်ဒါကတော့ဖြစ်နိုင်ပါတယ် ဘာလို့လဲဆိုတော့ကျွန်တော်ကမယ်ရီကိုတိတ်ချစ်တယ်ချစ်တာနဲ့ခလေးရတာမဆိုင်ဘူးထင်တယ်နော်လက်ဖ်တင်နဲ့ကျုပ်တို့တွေဟာသတွေပြောပြကြတယ်ကျုပ်မပြန်ခင်မှာသူတို့ရဲ့ရိုးရခေါင်ရည်တွေလည်းတောက်ပြစ်တယ်ဦးမြရာနဲ့မောင်ကောင်းဆိုတဲ့ကောင်းလေးကကျုပ်သွားခန့်ဒီမှာလက်ပြပြီးနှုတ်ဆက်နေတယ်ကျဲဦးရောပေါ့အဲ့ဒီလိုနဲ့ကျုပ်တန်ခမောင်းရွာကနေတယောက်ထဲထွက်လာခဲ့တယ်ရွာနဲ့ခက်လန်းလန်းကိုရောက်တော့လန်းတလန်းတွေ့တယ်ဒါတက်ရွှေထားတဲ့လမ်းမယ် ုံလဲအဲ့ဒီလမ်းအတိုင်းသွားလိုက်တာပေါ့လူရဲလူရောင်တော့မတွေ့ရအောင်မြေပုံအရာအာတန်ကကြုံရှိနေတဲ့နေရာနဲ့တော်တော်ဝေးတယ်အဲ့ဒီဘက်ကိုသွားဖို့အတွက်ရက်တော်တော်ကြာလိမ့်မယ်ဒီကြားထဲမှာမဟာမိတ်တက်နဲ့တွေ့မှာပဲအဆင်ပြေမှာအဲ့ဒီလိုနဲ့ကျုပ်တယောက်ထဲခရီးဆက်နေတာပေါ့ဗျာလမ်းမှာဒေတာခံတချို့နဲ့တွေ့တယ်သူတို့ကမေးကြည့်တော့ကျုံမသိတဲ့ဒေတာခံဘာသာစကားနဲ့ပြန်ပြေးနေတာမို့ကျုံနားမလည်ဘူးလမ်းဟန်ချေဟန်နဲ့ပဲကျုပ်တို့တက်တွေသွာလာလို့မိတော့ သူတို့ကကျုပ်ကိုလက်ညှိုးထိုးပြပြီးတွားတယ်လို့ပြောတယ်။အဲ့ဒီတော့ကျုပ်လည်းလိုက်တွားရတာပေါ့။တဖြည်းဖြည်းနဲ့တွားနေတာဘာလူရဲ့လူရောင်မှမတွေ့ရတော့ညာဘက်တွေဆိုရင်တောကောင်အတန်းတွေကြလို့ကျုပ်တစ်ပစ်မော်တက်အေးရတယ်။အဲ့ဒီလိုနဲ့ကျုပ်တွားနေတာသုံးရက်မြောက်မှာဂျပန်တက်စိတ်တစ်ခုနဲ့တွေ့တယ်။သူတို့ကကျုပ်ကိုမြင်တာနဲ့ဂျီတီရှာစက်သားမှန်တမ်းပြီးသိရတယ်။ရိုက်ဖယ်ရီနဲ့တမ်းပြီးတော့ပြစ်တော်တာပဲ။ကျုပ်လည်းအများနဲ့တယောက်ဆိုတော့ပြန်ပြစ်ဖို့အခွင့်မတအောင်လေ။ အဲ့ဒီတော့ပြေးရတော့တာပေါ့ဘယ်ရဘလို့ရောက်လာတဲ့ဂျပန်စစ်သားတွေလည်းမသိပါဘူးဗျာဒီကောင်တွေကဇွဲကောင်းနေဗျကျုံနောက်ကိုမရမကလိုက်ပြစ်တာကျုံနဲ့အကာအကွယ်ယူပြီးတော့ပြေးရတော့တာပေါ့ကျုံဘေးကတစ်ပင်တွေကိုကြီးတွေဖောက်ဝင်နေတာတပွားပွားနေပေါ့ဗျာတချက်ပြင်းရိုင်းဖယ်မှုလို့သာပဲစက်တနက်သားဆိုရင်ကျုံမလွယ်တော့ဘူးကျုံလည်းပစ္စတိုကိုထုတ်ပြီးတချက်နှစ်ချက်ပြန်ပြစ်လိုက်တယ်အဲ့ဒီတော့မှပဲတကောင်သားတွေဖိမပြစ်ရတာ ကျုံလေသူတို့ငြိမ်သွားတာနဲ့ပြေးဖို့လုံရတာပေါ့ကျုံပြေးတော့ကိုမြင်တာနဲ့ဒင်းနိုးကပြစ်တော့တာပဲတစိမ့်ဆိုတော့ဒင်းနိုးကဆက်ရောက်တော့ပဲလေကျုံဘေးမှာကြီးစန်းတွေတဝီဝီနဲ့ပြန်နေတာများဗျာရိုင်ဖယ်ကြီးစန်းတွေရဲ့မျက်နှုံးနဲ့ပြင်အားကကြောက်စရာကောင်းနေတချို့တစ်ပင်အသေးတွေဆိုရင် ပြတ်ထွက်ကုန်နေကြီးတထောင်ကကျုံရဲ့လက်မောင်းကိုရှက်ပြီးထည့်ရင်ကျုံလက်ပူကနေဖြစ်သွားတာပေါ့ဗျာတေဘေးနဲ့ကျုံလာပြီးဆိုတော့ဒီဒံရလောက်ကိုကျုံမမှုနိုင်ဘူး ပြင်းပြင်းပြင်းနေရတာပေါ့အချိန်ကြာလာတော့ကြုံလဲမပြင်းနိုင်တော့မောလာတာနဲ့စိတ်ကလည်းတိုးလာပြီးတင်းရမှာတော့ကြောက်နေမိရဲ့ဘာကြောင့်တင်းမှာကြောက်နေတာလဲဆိုတော့ကြောက်ချက်တဲ့မယ်ရီနဲ့ဝေးရမှာကြောက်နေလို့ပေါ့ဗျာအခုလိုအချိန်မျိုးမှာတိုင်းပြည်အရေးတွေပါတွေလဲကြုံမတွေးနိုင်တော့မယ်ရီနဲ့ဝေးရတော့မယ်ဆိုတော့ကိုပဲ တွေးကြောက်နေမိတယ်ကြီးစံတွေကြားတရနေပဲအိပ်ပိုးထဲကမယ်ရီရဲ့ဓာတ်ပုံလေးကိုထုတ်ပြီးကြီးလိုက်တယ်ပြီးတော့ကြုံနှမ်းလိုက်တယ် ရင်းရင်လည်းမနှုတ်နှောက်တော့လေအသေးခံတိုက်ဖို့ပဲရှိတော့တယ်ကျုပ်ပါလာတာလည်းမဂဇင်းလေးခုထည့်ရှိရလေဒီအတိုင်းတော့ဆက်မပြေးနိုင်တော့ဗြိတိရှာစစ်သားတယောက်ရဲ့အစွမ်းကိုပြားရသေးတာပေါ့ဆိုပြီးကျုပ်မြေပြင်မှာဝှက်ပြီးတော့ပြန်ပြစ်လိုက်တယ်ကျုပ်နဲ့တွေတုံခါနေတော့လက်မောင်းကကြိရှက်ထိထားတဲ့နေရာကသွေးထွက်လာတယ်ကျုပ်ပစ္စတိုကမဂဇင်းကိုထုတ်ပြီးဘောင်းမီအိတ်ကက်ထဲကနောက်ထပ်မဂဇင်းတွေကိုထိုးထည့်လိုက်ပြီးဆက်ပြစ်တယ်ကျုပ်ရဲ့ခေါင်းပေါ်မှာလား ရိုင်းဖယ်ကြီးစံတွေကပလူပြန်နေတာပဲတခါတခါတထွာလောက်ပဲခေါင်းနဲ့ကွာလောက်မယ်ထင်တယ်ကျုံလဲမြေမာဝစ်ပြီးတော့ပြန်ပြစ်နေရပေါ့အဲ့ဒီလိုနဲ့ကျုံသဲကြီးမဲကြီးပြန်ပြစ်နေတော့ကျုံရဲ့ဘဲဘက်လက်ပခုံးကပူကနေဖြစ်သွားပြီးပြင်းပြင်းထန်ထန်နာကျင်လာတယ်ကျုံမအီမသားနဲ့ညှိထွားပြီးပလက်လှန်ချလိုက်တဲ့အချိန်မှပဲအရက်ပုပ်ပုပ်ဂျပန်စစ်သားတယောက်ကျုံစီပြေးဝင်လာတယ်အဲ့ဒီစစ်သားကိုပြစ်လိုက်နိုင်တယ်သူတုံးကနေလဲကျသွားတဲ့အချိန်မှပဲ ကျုံရဲ့နှစ်ဖူးလေးပူကနေဖြစ်သွားပြီးလောကကြီးအမှောင်ကျသွားပါလျော်ဗျာကျုံရဲ့အတွေ့အထဲမှာတော့မယ်ရီရဲ့မျက်နှာလေးကိုမြင်ရောက်နေပြီးတလောကလုံးအမိုက်မောင်ဖုံးသွားတော့တာပဲဗျို့မယ်ရီမယ်ရီကျုံမယ်ရီကိုအော်ခေါ်နေမိတယ်အဲ့ဒီအချိန်မှာပဲကျုံရဲ့နားထဲကိုအတန်တန်ဝင်ရောက်လာတယ်စနေစနေမင်းပြန်ရောက်လာပြီလားကျုံကိုစနေလို့ခေါ်နေပါလားကျုံက left နဲ့လေအဲ့ဒီလိုတွေးပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဘိုးကမျက်နာကို ပထမဆုံးမြင်လိုက်ရတယ်ပြီးတော့ကိုမိုးကောင်းနဲ့ကိုစိုးမြတ်ကျုံရဲ့နှာခေါင်းထဲမှလည်းပိုက်တစ်ခုထည့်ထားသေးတယ်ကျုံအတင်းဖြုတ်မယ်လို့တော့ကိုမိုးကောင်းကစိတ်ထိမ့်မှုပြောရင်ဖြုတ်ပေးလာတယ်ဗျစနေမင်းဘဝအမှန်ပြန်ရောက်ပြီစိတ်ထိမ့်မယ်ရီနဲ့တွေ့ကျင်တယ်စေကြီးရောပြီးပြီလားကျုံကျုံအလောင်းရောစနေမင်းကတခြားသူရဲ့စိတ်ကိုဝန်ခံစားရုံလေးပဲမင်းတကယ်ဖြစ်ခဲ့တာမဟုတ်ဘူးအဲ့ဓာရီကအတိတ်မှာကြံ့ခဲ့ပြီး ယာအဲ့တော့ဆိုရင်ကြုံအိမ်မက်မက်နေရလားအိမ်မက်လည်းမဟုတ်ဘူးအတိတ်မှာတကယ်ဖြစ်ပြခဲ့တာအတိတ်ကိုမင်းကိုယ်တိုင်ရောက်သွားတာဗျာအဲ့တော့ဆိုရင်ကြုံမြင်ခဲတွေးခဲ့တာတွေကတကယ်ဖြစ်ခဲ့တာပေါ့ကြုံအမေကိုကိုမိုးကောင်းကခေါင်းညိတ်ပြီးဖြေတယ်ဗျဘိုးကကတော့စိတ်ပူနေတဲ့အတန်နဲ့ပြောလာတယ်မင်းလူသေးကောင်းလို့ဖြစ်နေတာလေးရရှိပြီငါဖြစ်စိတ်ပူနေတာမင်းကိုနှာခေါင်းကနေအာဟာရပေးထားရတယ်ဗျာအေးလေ မင်းကအသက်ပဲရှူတော့တာအသက်တောင်ငွေ့ငွေ့လေးပဲရှူတာလေမင်းဘဲကိုရောက်သွားတာလေကျုပ်ဒုတိယကဘာစစ်ကိုရောက်သွားတာဘိုးကဟေးဟုတ်လားမင်းဖြစ်ချင်တာနဲ့ကွက်တီပေါ့မင်းဟာစစ်တိုက်ချင်နေတဲ့ကောင်လေတော်ပါပြီဗျာကျုပ်စစ်ဆိုတဲ့အတန်ကိုမကြားချင်တော့ဘလို့ဖြစ်တာလဲစနေရဲ့ဘိုးကကကျုပ်ကိုကြည့်ပြီးတော့အံ့ဩနေလေကိုမိုးကောင်းကတော့ကျုပ်ကိုကြည့်ပြီးတော့ပြုံးနေတယ်ဗျို့ကျုံတဲ့ဘိုးကောင်ကိုထမင်းစွာတဲ့အကြောင်းပြောပြီးတော့ ငုတ်တိုးထထိုင်ပြီးမက်တက်ရက်ဖို့စူးစားလိုက်တာခေါင်းတွေမူးနောက်သွားတာပဲဗျာအဲ့ဒီတော့မှကိုစိုးမြတ်ကကျုပ်ကိုတွဲပြီးတော့ပြောပြတယ်ငါကောင်စနေမေးအားနေနေရဲ့ကွာလာငါတွဲပြီးမယ်ဘလို့လဲငါဆရာပို့ပေးတဲ့အတိတ်မှာမင်းရတော်တော်ပျော်ခဲ့ရဲ့လားတော်ပါတော့ဗျာကျုပ်ဖြစ်အတန်ကိုမကြားချင်တော့ပါဘူးနောက်တစ်ခါစစ်ပွဲနဲ့ပတ်သက်တဲ့ဟာသားတွေကိုမပြောတော့ပါဘူးဗျာကျုံရဲ့စကားကိုဘိုးကကိုမိုးကောင်နဲ့ ကိုစိုးမြတ်တို့သဘောကျနေလျက်ဗျာကျုံရဲ့စိတ်ထဲမှာတော့အတိတ်ကလက်ဖ်တင်နေဘောကနေတီးခဲရမြင်ခဲရတာတွေကို အမှန်ရနေရဲ့ဗျအထူးသဖြင့်အဖြူအမဲဓာတ်ပုံလေးထဲကမယ်ရီကိုပေါ့ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်စနေရေးသားထားတဲ့စနေနေ့ဒုတိယကဘာစေဆိုတဲ့ဇာတ်လမ်းလေးရဲ့စက်သိမ်းပိုင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင် ောက်တစ်ခေါက်မှာပရိသတ်တွေအလုံးအတွက်ဘယ်လိုဇလန်းကောင်းလေးတွေကို တင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်။